္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ထဏာမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဇွန်လ20ရက်နေ့စက်ဝင်စာဝယ်ထိတ်တဲရောက်တဲ့များကိုအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်ဆုံးတဲ့အနေနဲ့ကြောက်ဖြူမျိုးနဲ့ပြိုင်းစေကေရွာစစ်ကောင်စီတက်စကန်ကိုအေးအေးတက်ခိုက်သိမ်းပိုင်မှုစစ်တပ်မှ90ထက်မနည်းတေဆုံပြီးအများအပြားအရှင်ဖန်ဆီးရရှိဆိုတဲ့တဲ့မျိုးဖြစ်ပါရရှင်။ ရခိုင်ပြည်ကျောက်ဖြူမြို့အမှတ်32ရဲတပ်ကင်ကကင်စကန်ဖြစ်သောပြိုင်းစေကေကျေးရွာရှိစစ်ကောင်စီတပ်စခန်းကိုအရကတပ်မတော် A ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား90ဦးထပ်မံတေဆုံးသွားပြီးအများအပြားကိုရှင်းပန်းစေရရှိကြောင်း AA တရင်ရင့်မြက်ကပြောဆိုသည်စင်အင်အားတရားရှိသောပြိုင်းစေကေကျေးရွာရှိစစ်ကောင်စီစခန်းကိုအရခတမရော A ကအလုံးအင်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီအမှတ်32ရဲတပ်ရင်းကိုလည်း AA ကဝိုင်းရံပိတ်ဆို့နေစဉ်တိုက်ခိုက်နေကြောင်း ရခိုင်ရဲ့ပိုင်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှတပ်သား90ဦးထံမင်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများအပြားအရှင်ဖန်ဆီရရှိကြောင်းသိရှိရသည်။ကြောက်ဖြူမျိုးနယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနှင့်တစ်ခုမှစစ်ကူပေးပို့နိုင်ခြင်းမရှိစေရန်အရခတက်မတော် AA ကအဖက်ဘက်မှဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်း AA ကြောက်ဖြူမျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီနှမ်းဖက်တောင်တပ်စခန်းမင်းတပ်တောင်တပ်စခန်းနှင့်လက်ကမော်တပ်စခန်းတို့ကိုသိမ်းပိုက်ထားပြီးလက်ရှိတွင်မတ်30နှစ်ရဲတပ်ရင်းကိုဦးတည်တိုက်ခိုက်နေကြောင်းသိရသည်။ကြောက်ဖြူတိုက်ပွဲတွေကိုစစ်ကောင်စီကကြီးရည်လေးသုံးခုစလုံးမြင့်ခုခံတိုက်ခိုက်နေတော်လဲ ်အရခတမရော AA စည်ရေးအသားစရာရှိနေကြောင်းရခိုင်ပြည်စည်ရေးသုံးသက်သူအများစုကပြောဆိုထားကြသည်ဆက်လက်ပြီးအမေစု၏အကျဉ်းဆန်ဘဝတစေတစောင်းဆိုရတဲ့ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်မြန်မာဆဲအာနာရှင်ဘူဇုတ်ကြီးများအဖို့လူလူ၏လေးစားချစ်ခင်ရသောနိုင်ငံကောင်းဆောင်တို့ကထောင်သွင်းအကျဉ်းချထားသည်ဆိုသောအချက်တစ်ချက်နှင့်ပင်၎င်းတို့အားလူလူ၏ဥရေတဲ့တွေကရွှန်ရှာမုန်းတီးနေခြင်းခံနေကြရပြီဖြစ်သည်နိုင်ငံတကာအမြင်တွင်လည်းအသက်80ရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တို့ကလောက်ကျန်၄၀ထားသောပြည်မှုမျိုးစုံဖြင့် ထောင်နဲ့နှစ်30နေပါလောင်ပိတ်ထားရင်ကြံစည်နေမှုကြောင့် တိတ်ခါတပြားသားမျှပင်မရှိတော့တရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိတော့ဟုယူဆထားရရတော့လေ၎င်းတွင်လက်ပါစေများအောင်ကုလသမဂ္ဂအဆောက်အအုံတွေတို့ပင်အဝင်မခံကြတော့ထို့သူပြည်တွင်ပြည်ပကသဘောထားနေကြသည်ကိုစစ်ဘုချုပ်ဆိုသူများကကောင်းစွာသိနာလဲထားပြီဖြစ်သည်ထို့သော၎င်းတို့သူမအပေါ်ကြောက်နေသည့်စိတ်ကိုမြည်သူများတားဆီးရမရဖြစ်နေရှာသည်ထို့သူကြောက်သည့်စိတ်ကလည်းအခုမှပေါ်လာကြသည်မဟုတ်သူမနိုင်ငံကိုအခြေချလာကြတဲ့ကတရီတီလာကြခြင်းဖြစ်သည်မင်းအောင်လိုင်းအပေါ်ကဆေးရဆရာကြီးများပင်ကြောက်ခဲ့ရခြင်းတွင်၎င်းဖို့မကြောက်ဘဲနေ ရမည်လို့ထိုကျောက်စိတ်ကိုအကျန်းဖတ်နေပြင်ဖြေရှင်းရန်ဆုံးဖြတ်လာသည်ဆရာသမားများကအလျှော်ပေးခဲ့လွန်သည်ဖြစ်သည်ဟုသောလူမိုက်တယောက်၏အတွေ့ဖြင့်သူတို့ထက်ပိုကြံပြမည်ဟုဆိုကာပြည်မကဘာနှင့်အပီးပိုင်ဆက်ဖြတ်လိုက်တော်သည်ထို့သော၎င်း၏အထက်တွင်ဆိုခဲ့သည့်အတိုင်းအလုံးယွန်ရှာမုန်နေခြင်းခံရသည်သောအဖက်တင်းသွားခဲ့သည်ပြည်သူကောင်းဆောင်မျိုးသမီးကြီးကအရင်ဘူတန်းရွှေခေလက်ထက်ကလေးကပင်သူမ၏လုံဖို့ကိုင်မဲ့ရှဲပေါ်များကဲ့သို့ထားပါဟုအခွင့်ရတိုင်းတောင်းဆိုနေခဲ့သူဖြစ်၍သူမချနာလားသူမ၏လူရင်းဆန္ဒပင်ပြေဝသွားပြီဟုပြောရမည်ဖြစ်သည် ်သို့တော်ပြည်သူများ၏စိတ်တွင်အသက်အရွယ်ရလာပြီဖြစ်သော၎င်းတို့၏ခေါင်းဆောင်အတွက်စိုးရိမ်ပူပန်လာနေကြသည်မြည်သူနှင့်မှလည်းတွေ့ဝဲများဘာသာရေးမှလည်းမကြားရဖြစ်နေသည်သို့တော်အသက်80ပြည့်မွေးနေ့မတိုင်မီလေးတွင်ပင်2024အစောပိုင်းကာလကသူမ၏နေ့စဉ်လှုပ်ရှားမှုမှတ်တမ်းအပြည့်နှုတ်ပေါက်ကြလာခဲ့သည်နိုင်ငံရေးတွင်တိုက်ဆိုင်မှုဆိုသည်မရှိသောဆိုသောစကားအတိုင်း၎င်းတို့ကိုယ်တိုင်ပင်ကြားရောက်လာလက်တန်းသောပြစ်တင်ရှုတ်ချခံရတော်မည့်အရှိကိုတတ်တာလိုတတ်တာညာထုံလွှင့်ခဲ့လေသလိုမြို့သူပင်ဆိုစေပြည်သူရင်ခွင်ဖွဲ့မှရရှိတော်ကရေး ဂျွန်ဆန်စုကြည်လွမြောက်ရေးဦးဆောင်တိုက်ပွဲဝင်နေသည့်လန်ဒန်ရှိဂါရီယန်သတင်းစာတိုက်ကြီးထံသို့ပေးပို့ခဲ့ရေးတကဘာလုံးသိခွင့်ရလာခဲ့သည်အဆိုပါမှတ်တမ်းသည်2024ဇန်နဝါရီလမှဖေဖော်ဝါရီကလအတွင်းနိုင်စင်လှူရှားမှုများမှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်ရှင်းနေသူ2022ခုနှစ်တရားရုံးထုတ်စဉ်ရက်ကူးထားသည့်မှတ်တမ်းချက်ပုံများလည်းပါသည်ထို့တပုံများတွင်အဖြူရောင်ရှက်အင်းကြီးအနေရောင်ထမင်းကိုဝေပီးထိုင်နေသည်ခေတ္တကနထရက်စင်နှင့်လက်ထဲတွင်ဖိုင်တစ်ခုကင်နာသည်ကိုတွေ့ကြရသည်ဂျွန်ဆန်စုကြည်သည်မနက်၄နာရီခွဲတွင်အိယာမထ ားသည်ညာရှင်နာရခွဲတွင်တနိတာလှူရှားမှုပြီးဆိုရင်အိယာဝင်းနေဟုပါရှိသည်တနိတာလှူရှားမှုများတွင်တနိုင်ခန့်တရားထိုင်သည့်ပရိစိတ်ချင်းနှင့်မနက်စာနေလဲစာညာစာဟု၍သုံးချိန်စားတော့သည်မနက်စာတွင်ကျဲဥမကျက်တကျက်ပြုတ်နှလုံးနေလဲစာကိုတော့ခက်မြမြစားသည်ခက်မြမြဆိုတော့လေထမင်းနှစွမ်းခန့်ကြက်သားငတ်ဆုပ်ဟင်းညိုချောကလတ်နှစ်ပြားငကမောက်သေးနှလုံးဖြစ်ပြီးညာစာကိုဟင်းချုံနှင့်ပေါင်မုံသားစားသည်ညနေပိုင်းတွင်အခန်းပတ်ပတ်လေးလမ်းလျှောက်လေးခြင်းငန်းလုပ်သည်ကြံချိန်များတွင်သူမ၏ဥပဒေရေးရာအတိုင်းငန်းများပို့ပေးထားသည့်အင်္ဂလ လိန်နှင့်ပြင်းတဲ့ဆောင်းများတကုတ်ကုတ်ဖယင်းအချိန်ကွန်လွန်စေသည်ဟုမှတ်တမ်းများတွင်ပါရှိလာခဲ့သည်ကျမရဲ့ဆောင်ရှောက်ခံရမှုနဲ့ပတ်သက်ပြီးအပရိကတမန်ကရှန်ကမျှတာဖြစ်နေသည်ကိုတွေ့ရသည်ဟုဆိုသည်ဆိုလိုသည်ကပုံမှန်စစ်ဆေးခြင်းမျိုးမရှိဘဲတခုခုဖြစ်မှစေတူစေတိုက်လုပ်ခြင်းမျိုးသာဖြစ်သည်အထူးသဖြင့်တရက်တွင်အခန်းအပူချိန်37ဒီဂရီဆယ်စီယက်ရှိသည်ဟုပါရှိသည့်အတွက်လေးပိစက်မရှိဟုယူဆရပြီးခန္ဓာကိုယ်အတွင်းရှိတဲ့ခန်းချောက်မှုနဲ့အပူရှက်ခြင်းတို့ဖြစ်ပေါ်နိုင်ရေးစိုးရိမ်စရာဖြစ်လာရသည် မှတ်တမ်းနဲ့မပတ်သက်သောအကျဉ်းထောင်တရင်ရက်ွက်တစ်ခုကမှသူမ၏နေထိုင်မှုပုံစံနှင့်ရခင်လိုပင်တိမ်မွေးမှုရှိနေသောလည်းပြောင်းလဲလာသည့်လက္ခဏာများတွေ့လာရသည်ဟုဆိုသည်ပန်းမန်ခြင်းမျိုးမလိုအပ်တော်၍ဆိုကဆွလွန်ထားသည်ကိုတွေ့ရသည်အဆိုရဲကအကောင်းဖြစ်ရှင်နေလူငယ်များသည်တောင်းဆန်းဆွကြည်ရင်ဆိုင်ခဲ့ရသောအခက်အခဲများကိုသိရှိသဘောပေါက်လာကြမည်ဖြစ်သည်နှင့်အမျှသူမ၏ကိုယ်ကျင့်သိက္ခာနှင့်တတိရှိရှိရဲဝံစွာရင်ဆိုင်ခဲ့မှုများသည်ဒီမိုကရေစီအရေးအတွက်တန်မိုးမဖြတ်နိုင်သည့်အတူယူစရာများအဖြစ်ယူဆလာကြ၍တိုင်းပြည်အတွက်ခေါင်းဆောင်ကောင်းများထွက်ပေါ် လာတော်မူဖြစ်သည် မြန်မာနိုင်ငံဘုကပြည်သူတရေလုံးအမုံဆုံးနှူသားပွဲကိုအာနာနဲ့လဲလဲလိုက်ပြီးဖြစ်ပြီးတိုင်းမျိုးကိုရရရနိုင်ရင်အုတ်ချုပ်ရရပြီးကိုယူဆကမိုက်တွင်နေနေစေပင်ဖြစ်သည်2023ခုနှစ်အတွင်းထုတ်စင်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ပြောခဲ့သည်ကိုယနေ့တိုင်အမှန်ရနေစေဖြစ်သည်ဖနန်မင်ရှိရေတန့်ဆက်ယုံဖွင့်မဲ့အခမ်းအနားတွင်ပြောကြားခဲ့သည့်မင်းငုံတွင်ထုတ်ဆက်ယုံအတွက်ပနက်ရိုက်အခမ်းအနားကိုမြန်မာပြည်တွင်ပိုချုပ်ကြီးမင်းအောင်လိုင်းအာနာသိန်းသိန်းတွေတွင်မိမိတက်ရောက်ခဲ့ရယခုပထမအဆင့်ဆက်ယုံရင်အောင်မြင်စွာပြသခဲ့ပြီးဖြစ်သည်မြန်မာ ထုတ်ကားလာတွင်ဗားရီများဖြစ်ဖြစ်မြမြအောင်မြအောင်လုပ်ခဲ့ပြီးပြီလဲဟုမိမိမိကွန်းထုတ်လို့ကြောင်းထဲသွင်းပြောဆိုသွားခဲ့သည်ဟုဖနန်မင်ပို့သတင်းစာရင်းရေးသားထားသည်နောက်နှစ်နှစ်ကြာရခုတီလဲသွေးထွက်အောင်မှန်နေစေဖြစ်သည်တခါတရံတွင်မိမိဘက်မှအစိုးမြင်စေရှိနေ၍များလာဟုပင်တန်ရာဖြစ်မိသည်ထို့အတွက်စာဖတ်သူများအကူအညီတောင်းလိုပါသည်အခြားတော့မဟုတ်ပါမင်းအွန်လိုင်းတို့ဆွေဆူထုတ်ပြန်သောအမိန်များအမှန်တကယ်လုံရက်များကြောင့်စိတ်ထဲတွင်အသက်ရှူချမ်းသာပြီးစိတ်ချမ်းသာကိုချမ်းသာဖြစ်သွားရခဲ့သည်များတခုတလေရှိခဲ့ပါက ကျွန်တော်ဘာဝင်အများသိအောင် comment တွေတွင်ထည့်ရေးပေးစီပါရန်မြစ်တာရက်ခန့်အပ်ပါသည်လူတယောက်ဒီအမြဲတမ်းဆိုမနေနိုင်ကောင်းွက်တကွက်တလေတော့ရှိစမြဲပင်မဟုတ်ပါလားဟွန်ဆန်စကားကိုကျွန်တော်လည်းမခံခြင်းခြေပါခြင်းနေမိသည်ပြည်သူတွေတရားတော်တွင်လည်းစိတ်မှုချအောင်ရမည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တနင်္လာနေ့မော်တောင်နယ်စစ်မစစ်ကြောင်းထူနေတဲ့စစ်ကောင်စီတပ်6လကြာတဲ့အထိရှေ့ဆက်မတိုးနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်တွင်ရှိမော်တောင်ထုံကနေစလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်ဖို့အတွက်စစ်ကြောင်းထူနေတဲ့စစ်ကောင်စီတပ်ဟာတော်လိန်ပူပေါင်းတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်6လကြာတဲ့အထိရှေ့ဆက်မတိုးနိုင်ပြီးတိန်ခွန်ကျေးရွာအနီးမှာရှိနေတယ်လို့ကရင်မျိုးသားလူမျိုးရေးတမတော် KNL တိုင်ရင်စတဲ့ထံကသိရပါရတယ်။တနင်္လာနေ့မြို့နယ်ရှိမော်တောင်ထုံကနေစလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်စီတပ်ဟာ ါပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါမောထောင်မြို့နယ်တွင်ရှိနေဆက်ဒက်စကန်ကိုစစ်ကောင်စီတပ်မှတပ်ပြောင်းလဲမှုပြုလုပ်ဖို့အပြင်နေဆက်လမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုနဲ့ မောထမျိုးရှိပြည်သူစစ်တွေကိုလက်နက်တပ်စင်မို့အတွက် KNU နေမြေတွင်းကိုစစ်ကြောင်းထဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။လက်ရှိကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNU KNL နေမြေတွင်းစစ်ကြောင်းထုံနေတဲ့စစ်ကောင်စီတပ်ကိုတော်လင်းပူပေါင်းအင်အားစုတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာအထူးအခအကြဆုံးများစွာရင်ဆိုင်နေရပြီးတိုင်ခွန်ကြီးရွာအနီးကနေရှေ့ကိုဆက်မတူနိုင်မရှိနေတယ်လို့ KNL တပ်ရင်းစစ်တပ်ကဆိုထားပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်နေဆက်လမ်းကြောင်းတစ်လျှောက်ရှိကြီးရွာတွေနဲ့အနီးနားကြီးရွာတွေကိုလက်နက်ကြီးဖြင့်ရန်တမ်းပစ် ်ခတ်တာလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေလှုံ့ဆော်နေတာကြောင့်ထိသားခံအများပြားစစ်ပေးရှောင်နေရတာဟာဆောင်းလာတိတိရှိခဲ့ပြီးဖြစ်ပါတယ်။တပတ်မှလည်းပြီးခဲ့တဲ့ဇွန်လ18ရက်နေ့နဲ့18ရက်နေ့မှလည်းစစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေအပြင်တွန်လင်းတပ်ဖွဲ့တွေမရှိတဲ့နေရာတွေကိုပါလေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေလှုံ့ဆော်နေတာကြောင့်ပြည်သူတွေအနေဖြင့်ဘေးကင်းလုံခြုံရေးအစီအမံတွေပြုလုပ်ထားဖို့ KNL တိုင်ရင်းစစ်တပ် Black Cobra Column ကတရေပေးထားပါတယ်။ စစ်ကောင်စီတရဲ့6လတာထုစစ်တိုက်ခိုက်မှုတွင်တိန်ခွန်ကျေးရွာနှင့်6နှစ်ပေါက်ကျေးရွာဟာစစ်ပီးတံကိုဒီကခန်းစားနေရပြီးကျေးရွာတွင်ရှိတိုက်တာအဆောင်စာတင်ကြောင်ဖုန်ကြီးကျောင်းနေမှာယာယီတက်စကန်တွေအဖြစ်တက်ဆွဲနေထိုင်နေတယ်လို့ဆိုပါရယ်ပြီးခဲ့တဲ့မေလအတွင်းကလည်းဗိခန်အတွင်းရှိတနင်္သာရီမြို့နယ်မှာစစ်ကောင်စီတရဲ့စစ်ကြောင်းထုဝင်ရောက်မှုနှစ်ဘက်တိုက်ပွဲမှုအပြင်လက်နက်ကြီးနဲ့လေးကျောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူ18500ခန်းရွာလုံးကျွတ်စစ်ပီးရှောင်နေရတယ်လို့ဒေသခံသုတေသနဖွဲ့ဖြစ်တဲ့ FE5 တနင်္သာရီရဲ့အစီအ င်ခန်းစာရသိရှိရပါတယ်။ဆလဘီဖောက်ကန်တိုက်ပွဲနှစ်ရက်တွင်တည်ဆုံသည့်စစ်ကောင်စီတပ်စစ်ဦးစီးမှုအပအဝင်အလောင်း30ကျော်ကိုဖောက်ကန်တပ်မတွင်တချို့ဆွေတရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖောက်ကန်မြို့နယ်မော်စီစာကျေးရွာဘုရားကုန်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်းသိရသည်။မော်စီစာဘုရားကုန်းနှင့်တပ်ဆွဲနေသည့်စစ်ကောင်စီတပ်ကိုပြီးခဲ့သည့်ဇွန်လ16ရက်နေ့နှင့်18ရက်နေ့တို့တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်ကဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှတပ်မ33စစ်ဦးစီးမှုဒုတိယရန်ပုံမှုဖြိုး သက်စောအပါဝင်30ကျော်တည်ဆုံခင်းကြောင်းသိရသည်စီရီရှိန်ကပုံမြင်လာတဲ့စေဦးစီးမှုတည်တယ်လို့သတင်းထွက်ပေးကြတဲ့ကမှော်စီစားနဲ့ဂရေမော်ဘက်ကိုအင်အားဖြင့်စစ်ကြောင်းထူရာတွေလှုပ်လာပါတယ်စစ်တပ်ဘက်ကတည်ဆုံသူများတွေကိုကချင်းတရင်ရင်မြကအေရီတိုင်းကိုပြောသည် ဘူမှုဖြိုတဲ့ဇော်ရီအလောင်းကိုမှုံဝမ်းကြေးရွာနေတွင်မြုံနှံတကြိုခဲ့ကြပြီးပြန်လည်တည်ယူသွားသည့်စက်ကောင်စီအလောင်း30ကျော်ကိုဖားကန့်တက်မကုန်နေတကြိုခဲ့ကြောင်းသိရသည်။ထို့အပြင်မှုံဝမ်းကြီးမှုံဝမ်းလေးအနေတွင်လည်းရှမန်နေ့ဇွန်လ19ရက်နေ့တွင်နယ်နယ်ရှင်နိုင်ခန့်အချိန်မှစ၍တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစက်ကောင်စီကရှမန်နေ့ညပိုင်းတွင်မှုံဝမ်းလေးဘက်သို့စစ်ကြောင်းမှစတင်ပုံချေတိုက်ခတ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။ဖားကန့်တက်မကုန်တွင်ဇွန်လ16ရက်နေ့18ရက်နေ့အတွင်းအလောင်း32လောင်းတကြိုခဲ့ကြောင်းကချင်တရင်ရင်းမြစ်ထံမှသိရသည်။ပြီးခဲ့သည့်ဇွန်လတ ရက်နေ့မှစတင်ကမှော်စီစာဖျားကုန်းနဲ့တက်ဆွဲနေသည့်စက်ကောင်စီတက်ကမှော်များကိုလှည့်လည်ပြီးဆက်ရဲနေရများကိုမိရှုဖြက်စီမှုများပြုလုပ်လျက်ရှိသည်